ိုင်းနိုင်ငံမှာဆုံခရန်ဒဂျန်ကာလတွင်ရှင်မတုတဆောင်းကြောင့်လူ253ဦးသေဆုံးပြီး1495ဦးထဏ်ရပါတယ်။ AB 17ရက်နေ့မှာ18ရက်နေ့အထိထိုင်းနိုင်ငံဆုံခရန်ဒဂျန်ပွဲတော်ကာလတွင်မှာရှင်မတုတဆောင်းကြောင့်လူ253ဦးသေပြီး1495ရောက်ထဏ်ရကြောင်းထိုင်းလန်လုံခြုံရေး Operation Center မှကြေညာပါတယ်။ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်ပြည်ထောင်ဝန်ကြီးလည်းဖြစ်တဲ့အနုတင်ဦးဆောင်လည်းတင်းကျပ် လမ်းလုံးကျွင်း operation မှတ်တမ်းရပွဲတော်ရက်9ရက်တွင်မတော်တဆမှုပေါင်း1538ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်ဒီစမှုမရှိတဲ့ခေမှာတော့နာခွန်နာရော့ဖီချစ်ဖူခတ်ကျွန်တော်စာတန်နဲ့စံပူရီခရန်6ခုသာရှိပြီးကျန်ခရိုင်နေမှာလမ်းပိုင်းဆိုင်ရာမတော်တဆမှုတွေရှိခဲ့ကြောင်းတေဆုံးတို့အများစုကဗန်ကောက်မှာဖြစ်ပြီးစကောတေကြောင်းသိရပါတယ်မတော်တဆမှုအများစုနဲ့ဒဏ်ရာမှုဟာဖက်ဒရယ်ခရိုင်မှာအများစုဖြစ်ခဲ့ပြီး အများစုဟာလမ်းဖြောင်းမှာပဲဖြစ်သွားတဲ့ဆိုင်ကင်မတော်တဆမှုတွေဖြစ်ပါတယ်။မတော်တဆမှုပေါ်ရ80လီတာတမ1တရာခန့်တော့ကဆိုင်ကင်မတော်တဆမှုဖြစ်ပါတယ်။ highway လက်တွေမှာဖြစ်သွားတဲ့မတော်တဆမှုကဒုတိယအများဆုံးဖြစ်ပြီး40လီတာတမ2နှစ်ရာခန့်တော့ရှိပါတယ်။ရွာလန်းနေမှာဖြစ်တဲ့မတော်တဆမှုပေါင်းက29.25ရာခိုင်နှုန်းညိုမျိုးလန်းနေမှာဖြစ်သွားတဲ့မတော်တဆမှုက14.29ရာခိုင်နှုန်းရှိပါတယ်မတော်တဆမှုအများဆုံးဖြစ်တဲ့အချိန်ဟာ ည6နာရီမှ9နာရီကြာဖြစ်ပြီးတော့18.3ခွေရခိုင်နှုန်းမနက်9နာရီမှမောလဲချိန်တွင်လည်းမောလဲ3နာရီမှညနေ6နာရီတွင်ဖြစ်ပေါ်မှုက18.6ခွေရခိုင်နှုန်းဖြစ်ပြီးညအချိန်မိုးပြီးမောင်းရံကလည်းဖြစ်ပေါ်တာအများဆုံးပါဒုဝန်ကြီးချုပ်အနုတင်ကသက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်မှုအားပိုကောင်းခဲ့တာကြောင့်ရမန်နဲ့ဆောင်ခရတဲ့ကြံပွဲတော်ကာလထက်တည်ဆုံမှုနှုန်းရောင်းနေသွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာတင်းကျပ်ရပွဲတော်ပြီးပြီမလဲရေသပင်ပွဲတော်ကတော့ဆက်လက်ပြီးဆင့်နှွှဲနေတယ်လို့ဆိုပါတယ်အဓိကဘန်ကောက်မှာပါ FWD Music Live Fast for တင်းကျပ်ဂီတပွဲစတုဒါနေဖြစ်ဘန်ကောက်မြို့လက်ကောင်မှာရှိတဲ့ Central Wall မှာအခမဲ့ရေသပင်ဖြောပြပွဲဆက်လက်ဆင့်နှွှဲနေတော့မယ်လို့သိရပါတယ်လူငယ်ကြိုင်းနုပညာရှင်တွေအဖွဲ့တွေကျောင်းဒီဝမ်တော်မူနဲ့22ရက်မှ3ရက်တာပြုရှင်မှုကိုဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ် ဘယ်အားလည်းရကမစိုးစီးပွားရေးရှင်ဟောင်းမြင့်တင်မနိုင်ငံတိုင်းကအားထုတ်နေကြခြင်းဖြစ်ပါလိမ့်။ AB session မှာ20အထိ Central Wall ရှိကွန်မြင့်မှာစေဝန်စားစရာဂိမ်းတွေပါဝင်တဲ့အတွက်လူငယ်တွေကနေဘူးကြက်ကြက်အောက်မှာပဲတန်းစီစောင့်ဆိုင်နေတယ်လို့သိရပါလိမ့်။ထိုင်းဆိုရကတော့ဒီနှစ်စုံခရန်တင်းကြံကာလမှာပြပခီးသွာ10တန်းကျော်လာရောက်ခဲ့ပြီးအဲ့ဒီတည်းမှာ6သိန်း6000ကျော်ဟာစုံခရန်တင်းကြံအတွင်းလာရောက်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ပြည်ပခီးသွားတဲ့တောင်းစိနဲ့ပတ်သက်ပြီးဝင်ငွေပတ်910ဘီလီယံကျော်ရရှိခဲ့တယ်ဆိုပါတယ်။ UNESCO သီးမပြည့်စုံခရံတကြံပွဲတော်ကြောင့်ဒီကဝင်ငွေအရင်းမြစ်ဖြစ်ရရှိနိုင်ခဲ့ကြောင်းလည်းထိုင်းဆိုရကထုတ်ပြန်ပါတယ်။စုံခရံတင်ရရဲ့နေချိန်ပြည်ပခီးသွားဝင်ငွေနှုန်းက18ရာခိုင်နှုန်းကျော်ခုန်တက်သွားပါတယ်။အများဆုံးလာရလဲပဲတဲ့နိုင်ငံတွေကတော့တရုတ်နဲ့အိန္ဒိယပါပြီးခဲ့တဲ့တစ်ပတ်တွင်ထိုင်းကိုအုပ်စုလိုက်လာရောက်တဲ့နိုင်ငံသားခီးသွားနှုန်းကတရုတ်ကိုပြန်မြောက်9000ကျော်ရှိပါတယ် ဒါကြောင့်ပွဲတော်ကိုလာရောက်တဲ့သူဦးရေဟာ6သိန်း6တောင်းကျော်ရှိသွားပြီးအများဆုံးလာတဲ့ထိပ်သီးငါးနိုင်ငံကတော့မလေးရှားတရုတ်အိန္ဒိယရုရှားနဲ့ပြည်ထောင်လို့ဖြစ်ပါတယ်စောကရန်သင်းကျပ်ပွဲတော်3ရက်တွင်ဘန်ကောက်မှာရှိတဲ့စီလွန်နယ်နဲ့ခေါက်ဆက်လမ်းတစ်လျှောက်လာရောက်သူအများဆုံးဖြစ်ဆင်ခြင်တင်ခဲ့ပါတယ်ဒါအပြင်2025မဟာဆုံခရန်ကမ္ဘာ့ရေကစားပွဲတော်ဝင်တစ်ခုအတွင်းမှာပင်နိုင်ငံခြားခီးတော်တွေနဲ့ဆက်ဆက်တဲ့ဝင်ငွေဘတ်1.8ဘီလီယံရရှိခဲ့တယ်လို့စင်းနေရသိရပါတယ်။